င်းသာရီတိုင်းဒဝဲခရိုင်တရချောင်းမြို့နယ်မင်းတက်ရွာဘုံကြီးကျောင်းမှာ အထိုင်ချတက်ဆွဲထားတဲ့စစ်ကောင်စီတပ်ကိုဝင်ရောက်တိုက်ခိုက်ခဲ့ကြလို့စစ်ကောင်စီတပ်ဖွဲ့ဝင်၅ဦးသေဆုံးခဲ့ပြီးခဲရန်နဲ့စစ်သုံးဆောင်ပစ္စည်းချို့တင်းစီရမိခဲ့တယ်လို့ KNU တပ်မဟာလေးစီကသိရပါတယ်။တရချောင်းမြို့နယ်မင်းတက်ရွာဘုံကြီးကျောင်းမှာအထိုင်ချတက်ဆွဲထားတဲ့စစ်ကောင်စီတပ်ကိုပြီးခဲ့တဲ့ဇွန်လ26ရက်နေ့လယ်တနာရီလောက်က ော်လိုင်းပူပေါင်းတပ်ဖွဲ့တွေကဝင်ရောက်တိုက်ခိုက်ခဲ့ကြတာပါလက်နက်တွေတော့မရလိုက်ပါဘူးသူတို့ကြံရှိတဲ့စစ်ကောင်စီတပ်သားတွေထွက်ပြေးသွားတော့ယူသွားကြတယ်ခဲရက်နဲ့စေတုံးဆောင်ပစ္စည်းချို့ကိုကျွန်တော်တို့သိမ်းဆီးရမိခဲ့ပါတယ်လို့ KNU မိတ်တဝဲခရိုင်ကဘဒူစောအင်နာက ARD Times ကိုပြောပါတယ်အဲ့ဒီတိုက်ခိုက်မှုတွင်စစ်ကောင်စီတပ်သား9ဦးသေဆုံးခဲ့ပြီးခဲရက်နဲ့စေတုံးဆောင်ပစ္စည်းချို့ကိုလည်းသိမ်းဆီးရမိခဲ့တယ်လို့သိရပါဗျ။ ကရင်မျိုးသားလူမျိုးရေးတက်မတော် KNL တက်ခွဲနစ်နဲ့တော်လိုင်းဘူအောင်တက်ဖွဲ့တို့ဟာဇွန်လ26ရက်ည3:00နာရီခန့်မှာမင်းတဲ့ရွာကိုပြန်လည်ထိန်းချုပ်နိုင်ခဲ့ပြီးမင်းတဲ့ရွာမှာတက်ဆွဲထားတဲ့စစ်ကောင်စီတပ်ဖွဲ့ဝင်တွေဝင်းဝတဲ့စခန်းကိုပြန်လည်ဆုတ်ခွာသွားခဲ့တယ်လို့အဲ့ဒီတိုင်ရင်စီကတီးရပါတယ်အခုတိုက်ခိုက်မှုကို KNL တိုင်ရင်စနစ်လောက်ခံတက်ခွဲနစ်နဲ့ မာမိတ်ပူပေါင်းတက်တွေကဝင်ရောက်တိုက်ခိုက်ခဲ့တာဖြစ်ပြီးတော်လိုင်းပူပေါင်းတက်တွေဘက်ကအထီးကိုက်မရှိဆုတ်ခွာလာနိုင်ခဲ့တယ်လို့သိရပါတယ်ရှင်။စင်ကောင်စီလက်အောက်ခံရေချောင်းပို့ဆောင်ရေးညွှန်ကြားမှုဦးစီးဌာနကပြပတင်မော်လိုက်လိုတဲ့တင်မော်သားအစ်စ်တွေအတွက်မပုံနေထုတ်ပေးရမှာအသက်25နှစ်မကျော်လွန်သူတွေကိုသာထုတ်ပေးမယ်လို့ဇွန်လ26ရက်နေ့မှာထုတ်ပြန်ကြေညာလိုက်ပါတယ်။အဲဒီဆုံးဖြတ်ချက်ဟာပြပကိုရောက်ရှိချိန်မှာ မြန်မာတင်မောသားတွေချမ်းရှိစာချုပ်မပြည့်ခင်တင်မောကဆင်းပြီး အခြားနိုင်ငံမှာနေထိုင်တာတွေများလာတာကြောင့်လို့စစ်ကောင်စီကအကြောင်းပြထားပါတယ်။အဲဒီကန့်သက်ချက်ဟာဇူလိုင်လ၁ရက်နေ့နောက်ပိုင်းတင်မောသားမှတ်ပုံတင်တဲ့လုံသက်မှတ်တမ်းစာအုပ် SIRB ရှောက်လွှာထုတ်ယူသူတွေနဲ့စတင်သက်ဆိုင်မယ်လို့သိရပါတယ်။အသက်25နှစ်အောက်တွေဆိုတင်မောလိုက်လို့ရမယ်။တကယ်လုံးလုံးနိုင်တဲ့အရွယ်25နှစ်အထက်လူသစ်တွေဆိုမရဘူးလို့ကြားနေတယ်။ လူဟောင်းတွေကတော့တောင်းနေတော့မယ်တင်မောသားတွေကသူတို့စစ်ကောင်စီကိုဒေါ်လာရှာပေးနေတာလေးလို့တင်မောကုမ္ပဏီတစ်ခုရဲ့ဝန်ထမ်းအမျိုးသမီးတူက ARD Times ကိုပြောပါရယ်စစ်ကောင်စီရဲ့အခုလိုကန့်သက်ချက်ကြောင့်အသက်25နှစ်အထက်လူငယ်တွေရဲ့တင်မောသားဖြစ်ခွင့်နဲ့အလုတ်ကင်ခွင့်လန်းတွေဆုံးရှုံးသွားမှာဖြစ်ပါရယ်စစ်ကောင်စီရဲ့ထုတ်ပြန်ချက်မှာတော့နိုင်ငံတကာဈေးကွက်မှာတင်မောပိုင်ရှင်ကုမ္ပဏီတွေကစျေးမငယ်ရွယ်တဲ့တင်မောသားတွေကိုသာအသက်ကန့်သက်ခေါ်ယူအသုံးပြုလို့ရှိကြောင်းနဲ့ မြန်မာသင်္ဘောသားများချမ်းရှိလှုပ်ခြင်းကြောင့်ယုံကြည်မှုရောကြကအလောက်ကန်ခွင်လန်းတွေထိခိုက်စေတယ်လို့ဖော်ပြထားပါတယ်။သူတို့စစ်ကောင်စီကသာချမ်းရှိလှုပ်လို့ယုံကြည်မှုရောတယ်ပြောတာမြန်မာသင်္ဘောသားတွေချမ်းရှိလှုပ်တယ်လို့မကြဘူး။စာချုပ်စာရမ်းနဲ့အကုန်ချုပ်ထားတာအမကန်ကြီးလည်းတင်တရာပေးထားရတာလို့ပြည်ပသင်္ဘောသားတူက ARD Times ကိုပြောပါရတယ်။ 2020ခုနှစ်နိုဝင်ဘာလအတွင်းကအသက်28နှစ်အရွယ်မြမအမျိုးသားတင်မောသားတဦးဟာနယူးဇီလန်ပင်လယ်ပြင်မှာတင်မောပေါ်ကခုန်ချပြီးခိုလုံခွင့်တောင်းခံခဲ့တဲ့ဖြစ်စဉ်တစ်ခုရှိဘူးပေမဲ့လည်းမြန်မာနိုင်ငံသားတွေမှာဂျမ်းရှင်လို့သူမရှိသလောက်လွန်စွာနှဲပါတယ်လို့သိရပါဗျ။အဲ့ဒီတင်မောသားဟာစာချုပ်သက်တမ်းပြည့်ပြီးနှစ်လအတွင်းမြန်မာနိုင်ငံကိုပြန်မှုစီစဉ်ထားပေမဲ့မိသားစုဝင်တွေပုံအောင်နေထိုင်နေရတာကြောင့်အိမ်ပြန်မာကအသက်အန္တရာယ်ရှိနေတာကြောင့် အခုလိုဆောင်ရွက်ခဲ့ခြင်းဖြစ်ပြီးရေထဲမှာ24နာရီကြာ မျောပြီးနောက်ကဲတင်ချင်းခံခဲ့ရတယ်လို့သိရပါတယ်။တင်မောသားအစ်မှတ်ပုံတင်လျှောက်ထားရမှာ PCDRER ဆလွန်တင်နန်းစင်တွေ workshops ကတင်နန်းစင်တွေမြန်မာနိုင်ငံရေချောင်းပညာတက္ကသိုလ်နဲ့မြန်မာနိုင်ငံကုံသွယ်ရေချောင်းကောလိပ်ကကျောင်းစင်တွေအပြင်အပျော်စီးတင်မောတွေမှာတာဝန်ထမ်းဆောင်မှုလူ့ရေးစစ်ဆေးပြီးသူတွေပါဝင်မှာဖြစ်ပါတယ်။ ဒါအပြင် Maritime English Proficiency Test MEPT အောင်မြင်ပြီးသူတွေပင်လယ်ပြင်လုံသက်ရှိပြီး SIRB စာအုပ်ထုတ်ပေးဖို့လျှောက်ထားသူတွေ LEC Service နဲ့တက်မတော်ရေးအငိမ့်စားတွေပါဝင်တယ်လို့ထုတ်ပြန်ချက်မှာဖော်ပြထားပါတယ်။စစ်ကောင်စီကစစ်မှုရန်ဥပဒေပြဋ္ဌာန်းပြီးနောက်ပိုင်းလူငယ်တွေကိုအထမစစ်သားစုဆောင်မှုတွေပြုလုပ်လာတာကြောင့်ပြည်ပထွက်ခွာလိုတဲ့လူငယ်တွေပုံမှန်များပြားလာခဲ့ပါတယ်။ စစ်ကောင်စီကအခုခါမှာစစ်မှုရန်တင်တဲ့အမှတ်စဉ်14ထိဖွင့်လှစ်ထားပြီးနိုင်ငံသားထွက်ခွာသူတွေကို အသက်ကန့်သက်ထိန်းချုပ်ကထွက်ခွာခွင့်မပေးခြင်းဖြစ်တယ်လို့တုံ့တက်မှုတွေရှိနေပါတယ်။ ERR တိုင်းရေကြီးမြို့နယ်ငတိုင်းချောင်းမြို့ရှိစစ်ကောင်စီရဲ့အမြောက်တပ်အမတ်တ344အနီးမှာစစ်ကောင်စီတပ်နဲ့တော်လိုင်းပူပေါင်းတပ်ဖွဲ့တွေကြားတိုက်ပွဲတွေအပြင်းထန်ဖြစ်ပွားနေတယ်လို့သတင်းရင်းမြစ်စီကသိရပါဗျာ။ စစ်ကောင်စီတပ်ဟာဇွန်လ26ရက်နေ့ကနေစပြီးတော့ဒရုန်းတွေနဲ့လေကြောင်းကင်းထောက်ပြီးဘုံကျဲတိုက်ခိုက်မှုတွေပြုလုပ်ကတိုက်ပွဲပြင်းထန်မှုကြောင့်အမြောက်တပ်3လေးလေးတွင် အမြောက်ပြောင်းထောင်က အနီးကပ်ပစ်ခတ်ရတဲ့အထိထွေးလုံးရစ်ပတ်အနေထားဖြစ်နေတယ်လို့သိရပါတယ်ဒါအပြင်ပန်တော်ကြီးကျေးရွာဘက်ကိုလက်နက်ကြီးတွေနဲ့ပစ်ခတ်ခဲ့ပြီးဇွန်လ28ရက်ညပိုင်းထိလေကြောင်းကနေလေးချိန်ထက်မနည်းတိုက်ခိုက်ခဲ့တယ်လို့သိရပါဗျ။ အမြောက်တက်3လေးလေးအနီတိုက်ပွဲ ပြင်းထန်နေပါတယ်။ကျုံမြော်ကနေစစ်ကူပို့တာတွေလဲပသိမ်စင်းုံကိုပဲပြန်လွှဲနေရတယ်ကြားတယ်။လေးမျက်နာဘက်ကိုပါအင်အားကမျှပို့နေရတဲ့အနေထားပါလို့ရေကြည်ဒေတာကန်တူက AR Times ကိုပြောပါရတယ်။စစ်ကောင်စီဟာရေနသာလန်းစုံနဲ့လက်ပံရွာဖုန်ကြီးကျောင်းတို့မှာ အရာရှိပါဝင်15ဦးခန့်စီကိုအသင့်အနေထားနဲ့ချထားပြီးဆက်ဆက်ရွရွာနဲ့ကုတ်ကိုကြီးရွာဘက်ကို ဖောကနှစီအပြည့်စစ်ကူတွေပို့ဆောင်ထားတယ်လို့သိရပါတယ်။တော်လိုင်းပူပေါင်းတပ်တွေကစာဦးစန်းဘက်ကနေပြီးအမြောက်တပ်ဘက်ကိုတွန်းမြင့်လာရာကြောက်ထုတ်လုံရေးကွင်းဘက်မှာတိုက်ပွဲတွေပြင်းထန်နေတယ်လို့ဒေသခံတွေစီကသိရပါတယ်။အမြောက်တက်3လေးလေးတွင်စစ်ကောင်စီအင်အားမှ80ခန့်သာကြန့်ရှိတော့တဲ့အတွက်စစ်ကူတွေအလင်းမြန်ပို့ဆောင်နေရပြီ ငတိုင်းချောင်းရှိစစ်တပ်လောက်ခံရဲတပ်ဖွဲ့ဝင်တွေဟာဘုံသီးကိုရင်ဘတ်မှာချိတ်ပြီးဟန်ရင်းပြင်နေတယ်လို့ဒေသခံတွေကဆိုပါတယ်။အခုဇွန်လအတွင်းသဲနှုကုံစောပြကြားကြိုက်ကွင်းကျေးရွာတွေကိုတော်လိုင်းပူအောင်တပ်တွေကသိမ်းပိုက်ထားပြီးနောက်စစ်ကောင်စီအနေနဲ့ပသိမ်မုံရွာလမ်းမိုင်းကိုပြန်လည်ဆိုးမိုးနိုင်ဖို့ထိုးစစ်ဆင်လာတဲ့အတွက်တိုက်ပွဲတွေဖြစ်ပွားနေတာဖြစ်တယ်လို့သိရပါတယ်။ ထောင်ချီတဲ့ဆန္ဒပြသူတွေဟာစနေနေ့ကဘန်ကောက်မြို့တော်မှာစုဝေးပြီးဝင်းကြီးချုပ်ပေတောင်နန်ရှင်နာဝတ်ထရာကိုယာရုကနှုတ်ထွက်ပေးဖို့တောင်းဆိုခဲ့ကြပါတယ်။2023ခုနှစ်မှာဖူထိုင်းပါတီအာနာယာ2023ခုနှစ်မှာဖူထိုင်းပါတီအာနာယာရှိလာပြီးနောက်ပိုင်းအကြီးအမားဆုံးအစိုးရစန့်ကျင်ဆန္ဒပြပွဲဖြစ်တဲ့အခုလူစုဝေးမှုဟာဇန်နဝါရီလအတွင်းအယုံကြည်မရှိအဆိုမဲခွဲမှုမတိုင်မီ စီးပွားရေးကြဆင်းမှုနဲ့ရင်ဆိုင်နေရတဲ့အသက်38နှစ်အရွယ်ပေတောင်နံပေါ်ဖီအားတိုးစီပါရယ်အမျိုးသားရေးအစိုးရတွင်နဲ့ဖွဲ့စည်းထားတဲ့ United Force of the Land Party ကကမကထလုတ်တဲ့ဆန္ဒပြပွဲမှာဆန္ဒပြသူတွေကအလံတွေဝှင့်ယမ်းပြီးပေတောင်နံကိုရာဟုကနှုတ်ထွက်ဖို့တောင်းဆိုခဲ့ပါရယ်ဆန္ဒပြပွဲနဲ့ပတ်သက်လို့စိုးရိမ်မှုမရှိဘဲဆန္ဒပြပွဲကိုငြိမ်းချမ်းမှုရှိစေရေးဆောင်ရွက်ပေးဖို့အာဏာပိုင်တွေကိုညွှန်ကြားခဲ့တယ်လို့ပေတောင်နံကပြောပါရယ် ပြီးခဲ့တဲ့အပတ်တွင်ဘွန်ဇန်တိုင်းပါတီကညွန်မောင်းအစိုးရဖွဲ့ကနေနှုတ်ထွက်ပြီးနောက်အခုအခါမဟာမိတ်အနေငယ်သာရှိတော်တဲ့ပေတောင်နန်ဟာလာမယ့်အပတ်မှာလွှတ်တော်အတွင်းအယုံကြည်မရှိအစိုးမဲခွဲမှုရင်ဆိုင်ရတော့မှာပါပေတောင်နန်နဲ့ကမ္ဘောဒီးယားဝန်ကြီးချုပ်ဟောင်းဟွန်ဆန်တို့ကြားဖုံးပြောဆိုမှုပေါင်းကြားပြီးနောက်ထိုင်းနိုင်ငံရဲ့ချုပ်ချာအာဏာနဲ့နေမြေတည်တဲ့မှုကိုအန္တရာယ်ရှိစေနိုင်တယ်လို့ဆိုပြီးဝန်ဇန်တိုင်းပါတီဟာညွန်မောင်းဆိုးရောက်ဖွဲ့ကနေနှုတ်ထွက်ခဲ့ပါတယ် ဖုန်းပြောဆိုမှုပေါကြားမှုကြောင့်ပေတောင်နံကိုစုံစမ်းစစ်ဆေးဖို့အထက်လွတ်တော်အမတ်အချို့ကဖွဲ့စည်းပုံဆိုင်ရာခုံရုံးနဲ့အဂရိလိုက်စားမှုတိုက်ဖြတ်ရေးအဖွဲ့စီတိုင်ကြားခဲ့ပါတယ်။ရှင်နာဝထရမီသားစုရဲ့မဟာမိတ်ဟောင်းတူဖြစ်သူဟွန်ဆန်ကဇွန်လ28ရက်ကနာယီချီကြာရုတ်တံမင်းငုံးမှာပေတောင်နံနဲ့မိသားစုပေါ်မကြုံစဘူးလူသိရှင်ကြားတိုက်ခိုက်ခဲ့ပြီးထိုင်းနိုင်ငံမှာအစိုးရပြောင်းလဲတရက်လုပ်ဖို့တောင်းဆိုခဲ့ပါတယ်။ ။ဝန်ဆောင်ရေးမင်ငွန်းဟာလူရာထက်ပိုတယ်လို့ထိုင်းနိုင်ငံသားဝန်ကြီးဌာနကပြောကြားခဲ့ပြီးထိုင်းနိုင်ငံကနှစ်နိုင်ငံရင်းပွားမှုကိုတန်တမာရေးရဖြစ်ရှင်းရတာပိုနှစ်သက်တယ်လို့ဆိုပါတယ်။အီရန်စစ်တပ်အကြီးအကဲရှိတွေဟာစနေနေ့ကတင်းမာတဲ့သတိပေးချက်တွေထုတ်ပြန်ခဲ့ပြီးအီရန်ကိုအနာဂတ်မှာတိုက်ခိုက်လာရင်ပြင်းထန်စွာလက်တုံ့ပြန်မယ်လို့ချိန်ချောင်းလိုက်ပါတယ်။ American သမ္မတဒေါ်နယ်ထရန့်ရဲ့မကြသေးမီကထုတ်ပြန်ချက်ဟာ အသိဉာဏ်မဲမှုဖြင့်အီရန်တော်လိုင်းအဆောင်တပ်ဖွဲ့ပြောရေးဆိုခွင့်ရှိသူဗိုလ်မှူးချုပ်ယာမီဇန်ရှရစ်ကပယ်ချခဲ့ပါရယ်။အီရန်နိုင်ငံရဲ့အကျိုးစီးပွားတွေနဲ့အခြေခံဆောင်တွေထပ်မံတိုက်ခိုက်ခံရရင်ဒီအချိန်မှာကျွန်တော်တို့ရဲ့တုံ့ပြန်မှုဟာကွဲပြားသွားမှာဖြစ်ပြီးအမေရိကန်စိုးရပြိုကျတဲ့အထိအချိန်မြင့်လာနိုင်ပါတယ်လို့၎င်းကသတိပေးခဲ့ပါရယ်။အီရန်နိုင်ငံနောက်တစ်ချိန်တိုက်ခိုက်ခံရပါကဒေတာရင်းရှိအမေရိကန်တန်တမန်တွေ စစ်ဘက်တာဝန်ရှိသူတွေနဲ့ဝန်ထမ်းအလုံးတက်ဖြတ်ခံသို့မဟုတ်ဖမ်းဆီးခံရမယ်လို့အီရန်တော်လှန်ရေးအဆောင်တပ်ဖွဲ့ဒုတိယတပ်မှူးမိုဟာမက်ရီဇာနာတီကသတိပေးပါရယ်ဒေါ်နယ်ထရန့်ကတောက်ကြနေမှာအီရန်အုပ်ချုပ်အာရာတူလာခါမေနီကိုပြန်သားစွာဝေဖန်ခဲ့ပြီးအီရန်ကယူရေနီယံတန့်စင်မှုဆက်လုပ်ပါကနောက်တစ်ကြိမ်ဘုံကျဲဖို့စဉ်းစားမယ်လို့သတိပေးပြီးနောက်အီရန်စစ်ဘက်တာဝန်ရှိသူတွေကအခုလိုတုံ့ပြန်ခဲ့တာပါ ဇွန်လ22ရက်မှာအမေရိကန်ကအီရန်နိုင်ငံရှိ Fordo Nuclear ဆက်ရုံကိုဘန်ဂါခွင်းပုံ6လုံးကျဲချခဲ့ကအခြားနေရာတွေကို cruise ဒုံးကျည်တွေနဲ့တိုက်ခိုက်ခဲ့ပါတယ်။စစ်တပ်မှုတွေ nuclear သိပ္ပံပညာရှင်တွေနဲ့အရက်သားတွေအပေါင်းဝင်အစ္စရေးရဲ့လေကြောင်းတိုက်ခိုက်မှုကြောင့်တေဆုံးခဲ့သူတွေရဲ့ဇာပနာခန်းနာကိုတက်ရောက်ဖို့စနေနေ့အစောပိုင်းမှာထောင်ချီတဲ့အီရန်ပြည်သူတွေဟာတီအီရန်မြို့မှာစုဝေးခဲ့ပါတယ်။စနေရကြအစ္စရေးအီရန်ပြည်ပခါတွေဟာ အမေရိကန်နိုင်ငံရဲ့စိတ်ဆက်ညှိနှိုင်းမှုနဲ့အဆုံးသတ်ခဲ့ပြီး အဆိုပါပြစ်ခတ်ရဲစဲရေးဟာဇွန်လ24ရက်မှာအာဏာတီးခဲ့ပါတယ်